မင်္ဂလာပါခင်ဗျာ sharing မြန်မာမှကြိုဆိုပါတယ် sharing မြန်မာမှသတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့ပထမအဆုံးကတော့မင်္ဂလာရှိရဲ့သတင်းလေးနဲ့ပဲစတင်ပြီးတော့ပြောပြပါမယ်လုံခဲ့တဲ့ရက်ကဆိုရင်လေဝေးကပတ်တာချောင်းထဲမှာလှေကြီးတွေထွက်ပေါ်လာတဲ့သတင်းလေးပေါ့နော်အဲ့ဒီတရင်ကတော်တော်ကြီးကိုအတူတူကြားထဲမှာလည်းပြန့်နှံ့သွားတယ်ရှင့်။ဘာကြောင့်လဲဆိုတော့ဒီလှေကြီးကလောင်းလှေလိုယူဆရတဲ့လှေတွေဖြစ်နေပြီးတော့ဒီလောင်းလှေနဲ့ပတ်သက်တဲ့နမိတ်တွေပေါ့နော်မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အဲ့လိုနမိတ်တွေဟိုးရင်ကလေးကရှေးလူကြီးတွေ ထားခဲ့တဲ့အရာတွေရှိရပေါ့နော်။ဒါရင်နဲ့ဆက်ဆက်ပြီးတော့အောင်းလုံးရဲ့စိတ်ဝင်စားမှုတွေမြင့်တက်သွားပါတယ်။တစ်ဖက်ကကြည့်မယ်ဆိုလဲဒါဟာဒါကရှေးရောင်း PC ပေါ်ထွက်တာဖြစ်တဲ့အတွက်ကျွန်မနိုင်ငံအတွက်တန်ဖိုးမဖြစ်နိုင်တဲ့အရာတခုပေါ်ထွက်လာတဲ့သဘောတရားလေးပါပဲ။အဲ့ဒါလေးကိုကျွန်မရုံစိုးပြောပြပါမယ်ရှင်။နေပြည်တော်လေဝင်းမြို့နယ်ပတ်တာချောင်းအတွင်းမှာဆိုရင်ရှေးပြင်လက်ထက်ကလို့ယူဆရတဲ့အရှိအတောင်35တောင်ခံမှန်းခြေရဆို52ပေလောက်ရှိပါရဲ့ရှင်။အဲ့ဒီအတိုင်းထွာရှိတဲ့တသားလောင်းလေကြီးတွေတူးဖို့ရရှိခဲ့တယ်ဆိုပြီးတော့ဒေတာခံတွေကနေသိရှိရပါတယ်။တူးဖို့ရရှိတဲ့လောင်းလေတွေရဆိုရင် အရွယ်စားအဖြစ်အင်မတန်ကြီးမားပြီးတော့ရှေးမြန်မာဘရင်နဲ့အုပ်စိုးစင်ကာလကအသုံးပြုခဲ့တဲ့တော်ဝင်လေတွေသို့မဟုတ်စစ်လေကြီးဖြစ်နိုင်တယ်ဆိုတော့လေရှေးရောက်သူရနာပညာရှင်တွေနဲ့ဒေသခံတမိုင်းတိတဲ့ပုံကိုယ်တွေကနေပြီးတော့ခံမှန်းသုံးသပ်နေကြပါတယ်ဒီလောင်းလေတွေပေါ်လာတယ်ဆိုပြီးလုံးဝကပြန်လာတဲ့အခါကျတော့မိဘပြည်သူတွေလည်းအများကြီးတွားကြည့်ကြရတယ်တွေ့ရတယ်ပေါ့နော်အဲ့ဒီမှာစီကားနေရပဲရှင့်တကယ်တော့ဒီလိုမျိုးပေါ့နော်ဒါသဘာဝတရားတွေနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့စဉ်းစားမယ်ဆိုရင်ရှိရင်ခင်ကဘယင်းနေတုံးပြုတ်ခဲ့တဲ့ဒီလိုလှေတွေရှိမယ်စစ်တွက်တက်ကတုံးပြုတ်ရရရှိမယ်ပေါ့နော်ဒါတွေကတစ်ကာလကြာလာတဲ့အမြတ် ဒီမြေကြီးအောက်ထပ်မှာမြုပ်နေရလဲဖြစ်နိုင်တယ်ရေထဲမှာနစ်မြုပ်နေရလဲဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့နောင်တွေဖြစ်တဲ့အတွက်ရေထဲမှာနစ်မြုပ်နေဖို့ရာခိုင်နှုန်းကတော့နည်းမယ်နဲ့တူပါတယ်လှေဆိုတော့ရေပေါ်မှာပေါ်တာဆိုတော့လေနောက်အကြောင်းတစ်ခုခုကြောက်တူပါဆိုရင်တိမ်မြုပ်ပြောက်ွယ်နေရပေါ့အခုကမြန်မာနိုင်ငံမှာဟိုထိတ်ကနေဟိုအောက်ထိရေတွေရမ်းကြီးရလေဟိုလုံခဲ့တဲ့နှစ်တည်းရေတွေရမ်းကြီးရခါကျတော့သူကရေတိုက်စားမှုတွေပေါ့နော်ကမ်းပါးတွေရေတိုက်စားရပါဖြစ်တဲ့ခါကျတော့ကျွန်တော်အထင်ပေါ့နော်ဒါတဘာဝကြကြဒိတ်ထန်ကြကြဒိတ်ဓမ္မဒိတ်ထန်ကြစဉ်းစားကြည့်မယ်ဆိုရင်ဒီလေတွေကို ကမ်းနားမှာပေါ့နော်အရင်ခက်ကရှေးပြင်းတွေကနေပြီးတော့ဒါဖွက်ထားတာရှိမယ်တင်ထားတာလည်းရှိရှိမယ်အဲ့လိုမျိုးနေရာတွေဟာဆိုရင်ရေတိုက်စားတဲ့အတွက်ညီကြီးရဲ့အရန်ကိုအဲ့လိုမျိုးတိုက်စားတိုက်စားပြီးရဲ့အခါမှာဒီလိုလှေတွေပါပေါ်လာပြီးတော့ရေစီးနဲ့တူမျောပါလာတယ်လို့တော့ကျွန်မစိတ်ထဲမှာတွေးမိတယ်ပေါ့နော်ဒါဖြစ်နိုင်ချေလေးပေါ့ကိုလည်းကိုညံမီလောက်လေးစဉ်းစားကြည့်ရပါဘောနော်မြေတို့ပဲဆိုစီကမို့ဒီလိုမျိုးလောင်းပေးပြီးပေါ့နော်အခုခေတ်မှာပြန်ပြီးတော့ပေါ်ပေါက်လာတယ်ဆိုတဲ့အခြေအနေတက်ကမြမရိုးရနမိတ်နဲ့ဆိုရင်နိုင်ငံမှာကောင်းမွန်သောအပြောင်းလဲခြင်းဖြစ်လာမယ်ဆိုတဲ့နမိတ်သဘောတရားကိုယူကြပါရှင့်ရှေးလူကြီးတွေကလေ ဟိုအရင်ခေတ်စကားနဲ့ပြောရမယ်ဆိုတော့မင်းလောင်းပေါ်တယ်ပေါ့အတိုင်းပြည်ကိုကာကွယ်စောင့်ရှောက်နိုင်မဲ့ခေါင်းဆောင်တရားပေါ်ထွက်မယ်ပေါ့နော်အဲ့လိုမျိုးယူဆရပြောတာရှိရယ်အတိုင်းပြည်ကအခြေအနေအားလုံးအကောင့်ဘက်ကိုပြောင်းလဲသွားမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးနမိတ်ဖတ်ကြရလဲရှိပါတယ်လူရဲ့ဖြစ်ဖြစ်ကျမဒီလောင်းလေးပေါ်တာနဲ့ပတ်သက်တဲ့နမိတ်တွေလိုက်ပြီးလေ့လာကြည့်ရဲ့အခါမှာနမိတ်ကောင်းနေကြည်ပဲများပါတယ်ရှင့်ဒါလေးကဝန်သားဆရာလေးပေါ့နော်ကျမတို့နိုင်ငံဟာလည်းမကြမ်းခင်မှာရွေးကောက်ပွဲကျင်းပတော့မယ်အဲ့ရွေးကောက်ပွဲကနေပြည်သူတွေအားလုံးပြည်သူရဲ့စိတ်ဆန္ဒတွေကနေအားကိုးယုံကြည်ရတဲ့သူကိုရွေးချယ်တင်ပြတဲ့အခါမှာ နိုင်ငံမှာခေါင်းဆောင်အသစ်ပေါ်လာအောင်မှာပါဒီတော့လောင်းလေးပေါ်လာနဲ့ကျမတို့ကောင်းဆောင်တဲ့ပေါ်တော့မှာနဲ့အားလုံးချိတ်ဆက်လိုက်တဲ့အခါမှာကျမတို့နိုင်ငံကအကောင့်ဘက်ကိုဥတီဖို့အတွက်ရာဂိုင်တို့အများကြီးရှိတယ်လို့ကျမလည်းပြေပါယုံကြည်ပါတယ်။ကျမတို့မိဘပြည်သူတွေလည်းအားလုံးအလိုပဲယုံကြည်ထားကြရမယ်ရှင်။ကျမတို့ယုံကြည်စိတ်ဓာတ်ဖြစ်လာတာပဲလေ။ကျမတို့ရှင်မှာတန်ငန်းစာလည်းရခဲ့ပြီပဲဟုတ်တယ်မလား။တိုင်းပြည်ကိုကောင်းစေခြင်းနဲ့သူများလို့ရှင်တိုင်းပြည်ကကောင်းတယ်။တိုင်းပြည်ကိုနှင်မောစေခြင်းနဲ့သူများလို့ရှင်တိုင်းပြည်ကနှင်မောတယ်။ဒါကြောင့်ကျမတို့အားလုံးစိတ်တူကိုယ်တူရှိပြီးတော့လောင်းလေးပေါ်တယ်မင်းလောင်းပေါ်မင်း ကောင်းမွန်တဲ့နမိတ်တွေပြောင်းလဲလာမယ်စတဲ့အရာလေးတွေကိုပဲနမိတ်ကောင်းယူပြီးတော့ကျမတို့အာယုံထဲမှာလှပတဲ့၊သားရတဲ့အေးစမ်းတဲ့အတိုင်းပြည်လေးတစ်ခုကိုစိတ်ကူးရှင်ပြီးတော့မျှော်မှန်းကြည့်ပြီးတော့ကျမတို့လက်ရှိဘဝမှာစူးစမ်းပြီးတော့နေထိုင်ရမှာဖြစ်ပါတယ်။ဒီလိုနိုင်ငံကောင်းရရှိဖို့အတွက်ကလည်းယူကပွဲမှာမဲထဲမှာရမှာနော်။ကျမတို့ဒီမိုကရေစီကိုလိုချင်တဲ့နိုင်ငံလေးဒီတော့ယူကပွဲကိုရှောင်လှဲလို့တော့မရပါဘူးရှင်။ဒါလေးကိုဆက်ထည့်ကျမပြောပြတာပါ။ကျမတို့အားလုံးရွေးချယ်တဲ့ခေါင်းဆောင်ကကျမတို့နိုင်ငံကိုကဲတင်တဲ့ခေါင်းဆောင်တရားဖြစ်လာမယ်ဆိုတာအသေးစားပါပဲရှင်။ မိဘပြည်သူများရှင်ဒုတိယသတင်းလေးကိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သတင်းလေးတခုကိုကျွန်မပြပြပါမယ်။ပြည်သူပါတီမှရှိတဲ့ကိုယ်စားလှယ်လောင်းဖြစ်တဲ့ဦးလွင်ညင့်ဆိုတဲ့ပုဂ္ဂိုလ်ယူရီဆီယာနေပြီးတော့ရေးယူဆောင်ရဖို့အခြေအနေလေးတခုရှိလာခဲ့ပါပြီရှင်။ဒီအခြေအနေလေးကိုကျွန်မလွန်ခဲ့တဲ့ရက်ပိုင်းကလည်းသတင်းလေးအနေနဲ့တင်ဆက်ခဲ့ပါရစေ။ဦးလွင်မြာဆိုရင်လူမှုကွယ်မှာမဲဆွဲတဲ့ဟာပေါ့နော်မဲဆွဲတဲ့အခါမှာခုနောက်ပိုင်းရွေးကောက်ပွဲဝင်မဲ့ကိုယ်စားလှယ်လောင်းတွေကတတော်အကောင့်တို့ Facebook အကောင့်တို့စသဖြင့်ပေါ့နော်ကိုယ်ပိုင်းအကောင့်လေးဖွင့်ပြီးတော့ပြည်သူထံကိုစကားလေးပြောပြီးတော့မဲဆွဲကြတယ်။ ဲ့လိုမဲဆွဲတဲ့အခါမှာတယောက်ချင်းစီရဲ့ရည်ချင်းတွေအရေးသွေးတွေအရန်ပေါ်လွင်နေရှင့်နိုင်ငံရေးတမန်လုပ်မယ်ဆိုရင်အနည်းဆုံးတော့စကားပြောတတ်ရပါတယ်ကိုပြောတဲ့စကားအတိတ်ပဲကိုပြောတဲ့စကားရဲ့လားရကိုပြောတဲ့စကားဟာဘယ်လောက်ထိကြီးမားကျယ်ပြန့်ပြီးတော့ဘယ်လိုမျိုးအကျိုးတွေရှိနိုင်လဲတစ်ဖက်ကဘယ်လိုမျိုးစိုးကြိုးတွေဖြစ်သွားနိုင်လဲဆိုတော့လည်းစဉ်းစားသုံးသပ်နိုင်တဲ့အုံနောက်အနည်းဆုံးတော့ပါရတယ်ရှင့်နိုင်ငံအရေးလုံးမဲ့သူကစကားလေးတော့မပြောတတ်ဘူးဆိုတော့အစ်နေပြေးမနေဘူးပေါ့တော့လို့လို့ရှိပါရှင့်ဒီတော့ဒီပုဂ္ဂိုလ်ကဆိုရင်စကားမပြောတတ်တဲ့သူလို့ပဲကျွန်တော်တို့မြင်ပါတယ်သူ့ဘဝမှာဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့သူ ထောင်ကျတန်းကျဖြစ်ခဲ့တယ်ပေါ့နော်သူကသူနိုင်ငံရေးအကျဉ်းသားဖြစ်ခံယူထားတယ်ဒါပြင်အခုဒီ2021မှာလည်းသူ့ရဲ့သားဖြစ်သူကဒီလှုပ်ရှားမှုမှာပါဝင်ပြီးတော့ထောင်ထဲရောက်သွားခဲ့တဲ့ခါမှာသူကနိုင်ငံရေးအကျဉ်းသားဖြစ်နေသူ့သားကိုသူကသုံးနှုတ်နေပေါ့နော်သူတို့အခြေအနေကိုသူကမဲဆွဲတဲ့ခါမှာအသုံးပြတဲ့ခါကျတော့ဒါကအတိုင်းပြည်ကိုတိဆောက်တဲ့နေရာမှာဘာမှအသုံးပြလို့ရတဲ့အခြေအနေမဟုတ်ဘူးရှင်ဒါဟာ2021မှာလုပ်ခဲ့တဲ့အကျဉ်းဘတ်လှုပ်ရှားမှုအပေးထောက်ခံရုံတတ်တတ်ပဲ တကယ်ဆိုရင်ကိုယ်စားလှယ်လောင်းပြောင်းနေနဲ့ကျမအရှိမှလည်းတင်ပြသွားပြီးပါပြီ။တိုင်းပြည်ကောင်းချိုးအတွက်ကျွန်တော်ဘာလို့ပေးနိုင်လဲဆိုရယ်စကားလုံးနေနဲ့ပဲမဲဆွဲရမှာဖြစ်ပါတယ်။ဘု து မှထိခိုက်ပြီးပြောဆိုလို့လည်းမရဘူးပေါ့နော်။အဲဒီဘုတ်ကွာဆိုရင်ဒီစီမင်းစည်းကမ်းတွေကိုလည်းနားလည်ခြင်းမရှိဘူး။စကားပြောရလဲအင်မတန်ဟိုထားသွားလို့ထက်မြတဲ့စကားလုံးတွေကိုကောင်းမွန်စွာအသုံးမချတတ်ဘူး။သူဖြစ်ခဲ့တဲ့အကြောင်းတရားကိုပြောတဲ့အခါမှာလည်းတိုင်းပြည်ရဲ့ဥပဒေနဲ့ညီဆုံးချင်းရှိနိုင်လားမရှိနိုင်လားဆိုတာလည်းသုံးသပ်နိုင်ခြင်းမရှိရတဲ့အတွက်အများရဲ့ဝေဖန်မှုလည်း ရရှိခဲ့တဲ့လိုမျိုးရွှေစီရလည်းသူ့ကိုယ်စလဲလောင်းပြောက်ရဲ့အရေးရှင်ပြည့်ရင်ချင်းရှိမရှိဆိုတာနဲ့ပတ်သက်ပြီးတော့စစ်ဆေးခံရတဲ့အခြေအနေလေးဖြစ်သွားခဲ့ပါတယ်ရှင်။ဒါကြောင့်ရွှေစီအနေနဲ့ကပေါ့နော်ဒီဥလိမြင့်ဟာဆိုရင်အစမတ်လှူရှာမှုကိုထောက်ခံအားပေးပြောဆိုရသူဖြစ်တဲ့အတွက်အရေးချင်းကိုယ်စလဲလောင်းရေးချင်းပေါ့နော်ပြည့်ဝင်ချင်းရှိမရှိကိုစစ်ဆေးမှာဖြစ်တဲ့တကယ်လို့ဒီဘုတ်ကိုပါဆိုရင်ဒီလိုမျိုးလှုပ်ဆောင်တဲ့အတွက်ကိုယ်စလဲလောင်းရေးချင်းပြည့်ရင်းနေဆိုရင်တရားစွဲတဲ့အဖွဲ့အစည်းတွေကနေပြီးတော့သက်ဆိုင်ရာဥပဒေနဲ့အရေးယူဆောင်ရွက်တော့မှာဖြစ်တယ်ဆိုပြီးတော့ပြောကြားသွားခဲ့ပါတယ်ရှင်။ ဒီသတင်းလေးကပြည်သူ့ပါတီတော်ကတော့စိတ်မကောင်းစရာသတင်းလေးပေါ့နော်။ရွေးဖြစ်သူတို့ရွေးချယ်ထားတဲ့ကိုယ်စားလှယ်လောင်းတယောက်အနေနဲ့လှုပ်လိုက်တဲ့အမှားကသူ့ပါတီအနေနဲ့ဒါမျက်နှာပြက်စရာဖြစ်တာပေါ့။ရှင်ပြည်သူနဲ့လည်းမျက်နှာပြက်စရာဖြစ်တယ်၊ရွေးစီနဲ့လည်းမျက်နှာပြက်စရာဖြစ်တယ်။ပြီးတော့ကို့ရွေးလိုက်တဲ့ကိုယ်စားလှယ်လောင်းရဲ့အရှိအချင်းကနိုင်ငံနဲ့အဝန်ကွင်းကြမဖြစ်ဘူးဆိုတဲ့အခြေအနေတရက်ကလည်းပေါ်လွင်သွားခဲ့တာပေါ့နော်။ကျမတို့ကတော့သတင်းသမားဆိုတော့ဘယ်ဘက်ကမှအဲ့လိုမျိုးအဆုံးရအောင်မပြောချင်ပါဘူးရှင်။ကိုယ်စားလှယ်လောင်းနေအားလုံးလည်းကျမတို့လေးစားပါတယ်။ဒါနဲ့ခါကြလို့ရှိရင်ကျမတို့မှာရှိရဲကိုရီကိုသွေးတွေရေချင်းတွေဆိုတာသူ့နေရာနဲ့သူပဲသုံးချရတာရှင့် တော့ကိုယ့်ရဲ့ရေးချင်းကနိုင်ငံရဲ့တိဆောက်ရေးမှာအုပ်တစ်ချက်သေးတဲ့ဝင်အနေနဲ့ပါဝင်ခြင်းနဲ့ဆိုရင်တော့ကိုယ့်ရေးချင်းကိုယ်ကိုယ်တိဖို့လိုတယ်။ငါရေးချင်းကနိုင်ငံတော်ရဲ့ဘယ်နားမှာတော့အသုံးဝင်တယ်ဘယ်နားမှာတော့အသုံးမဝင်ဘူး။ငါရဲ့ဘဲပါဝါကိုဘယ်ချိန်မှငါထုတ်ပြတတ်တယ်ဆိုတာလေးကိုနိုင်ငံရေးသမားတွေသိကြလေ။အုတ်တော့ကေမှာသင်္ချာခဏအနေနဲ့တွက်ချက်ပြီးတော့စဉ်းစားဆင်ခြင်တင်ပါတယ်။စကလုံးတွေကအနေရများပါလေရှင့်ကျမတို့တင်းသမားတွေကနေစနေတဲ့စကလုံးများဆိုတော့ပြောနေရတော့ကျမတို့အဲ့အပိုင်းလေးတော့ကျွမ်းကျင်တယ်ပေါ့နော်တို့ကျမတို့ပြပြတာပါအခုချိန်မှာရွေးကောက်ပွဲမှာစီမင်းစည်းကမ်းနဲ့ညီရမယ်ပြည်သူနဲ့လည်းပြဿနာမဖြစ်ရဘူး နိုင်ငံတော်လည်းမထိခိုက်ရအောင်စံပတ်အားပေးရလည်းမလုပ်အောင်နော်ကိုနဲ့တူရွေးကောက်ဝယ်ဝင်တဲ့အခြားကိုယ်စားလှယ်တယောက်ယောက်ကိုလည်းစော်ကားတာပုတ်ခတ်တာမလုပ်ရပါဘူးရှင်ဒါလေးအထူးကြည့်ဆိုင်ပေးပါအဲ့လိုမှမဟုတ်ဘူးဆိုတော့ဒီဘုတ်ကိုလိုမျိုးပေါ့နော်ပြီးရက်စိုးချိုးပြားပြီးတော့ဥပဒေနဲ့ရှင်းဆိုင်ရတဲ့ကိစ္စမျိုးတွေကျုံလာနိုင်ပါတယ်ဒါဆိုတော့ကိုယ့်ရဲ့ပါတီလည်းမကောင်းဘူးကိုယ်လည်းမကောင်းဖြစ်သွားမှာပါရှင်ဒါလေးဆင်းကျင်နိုင်မှုအတွက်ဒါကျွန်မတင်းလေးတွေကနေပြီးတော့ရွေးကောက်ဝယ်ဝင်မဲ့လှုပ်တော့ကိုယ်စားလှယ်များအားလုံးစီကိုမေတ္တာစကားလေးပေါ့နော်ပါလိုက်ပေးရစီရှင် မိဘပြည်သူများရှင်ကျွန်မခုတတိယသတင်းလေးနေနဲ့ရွေးချယ်ထားတာကကျွန်မနိုင်ငံမြန်မာတပ်မတော်ရဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ BGF အဖွဲ့ဝင်တွေရဲ့စုပေါင်းပြီးတော့ကြားဖြတ်ဂိုင်းကြီးကိုဝင်ရောက်ပြီးတော့စီးနှင်တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်ဒီသတင်းလေးကိုမနေ့ကနိုင်ငံပိုင်သတင်းဌာနတွေကလည်းထုတ်ပြန်သွားပါတယ်ရှင်အတိအကမြဝီမြို့နယ်ရွှေကုတ်ကူမြို့မှာရှိတဲ့ကြားဖြတ်ငွေလေငွေလိန်တဲ့ခိုင်းတွေပေါ့နော်အခြေဆိုင်လေပတ်တဲ့နေရာကိုတမလို့ရဲတပ်ဖွဲ့နဲ့ BGF အဖွဲ့ဝင်တွေဝင်ရောက်ပြီးတော့စီးနှင်ဖမ်းဆီးခဲ့တဲ့အခါမှာဆိုရင်တရုတ်နိုင်ငံသားအများစုပါဝင်တဲ့ နိုင်ငံသား346ဦးထက်မနည်းကိုဖမ်းဆီးရမိခဲ့ပါတယ်ရှင်ကြတဲ့ဒီလိုအွန်လိုင်းကနေငွေလဲငွေလိမ်တဲ့လုပ်ငန်းတွေပေါ့နော်လောက်ကန်ရဲ့ကြားဖြတ်အဆောက်အဦတွေကိုလည်းဝင်ရောက်စီးနင်းတဲ့အခါမှာဆိုရင်အထက်တိုင်းမှာအခန်းတွေပိုင်းခြားပြီးတော့သူကကွန်ပျူတာတွေဖုန်းတွေမြောင်များစွာအသုံးပြုပြီးတော့ဒီကြားဖြတ်ငွေလိမ်တဲ့ကိစ္စကိုကြီးကျယ်လောက်ကန်နေပါတယ်ဒီမှာမှတ်တမ်းတပ်ပုံလေးပြသထားပါရဲ့ရှင့်အသုံးပြုထားတဲ့ကွန်ပျူတာတွေဖုန်းတွေကလည်းတကယ်ကိုကောင်းကောင်းကန်းကန်းအသုံးပြုထားတာပေါ့နော်ဒီကနေဘယ်လောက်ထိတော့ဝင်ငွေရနေလဲဆိုတော့ကျွန်တော်တို့ဒီလိုမျိုးသူတို့သုံးနိုင်တဲ့ PC ကြီးကျယ်အဖြစ်သိနိုင်ပါတယ် အတန်းနဲ့လာရင်လည်းကောင်းကောင်းကြာနေတဲ့ဘောပါပဲအဓိကသူ star link နဲ့အသုံးပြုတာပေါ့နော်အခုလိုမျိုးတက်မလို့ကနေပြီးတော့ဝင်ရောက်စီးနေတဲ့အခါမှာဆိုရင်ဒီကြားဖြတ်လုပ်တဲ့လူလည်းနေရတယ်ကွန်ပျူတာအောက်ကစပွဲတွေမှာဝင်ပြီးတော့ပုံနေကြရတယ်ရှင့်အယောက်30လောက်ပုံနေကြရပေါ့နော်နိုင်ငံသားသားတွေဖြစ်နေတယ်ဒီတော့သူတို့လည်းဖမ်းဆီးပြီးတော့ထိမ့်သိမ်းရတဲ့အခြေအနေလေးတခုဖြစ်သွားခဲ့တာပေါ့ရှင့် ပြောရမယ်ဆိုတော့ဒီစစ်စင်ရေးကမနေ့ကအကုန်လုံး surprise ဖြစ်သွားတဲ့ချိန်လေးတခုပေါ့နော်။တေချာစနစ်ကျလုံဆောင်နေတာဖြစ်ပြီးတော့စစ်စင်ရေးအတွင်းမှာမြင်လဲရတဲ့မြင်ကွင်းတွေကလည်းရုပ်ရှင်တွေကအတိုင်းပဲရှင်တကယ်ကိုပြင်ပြင်လုံးပြီးတော့သူတို့လုပ်နေတဲ့အရာကြီးရပေါ့တကယ်ကိုရာစုကိုင်းအကြီးစားကြီးပေါ့ရှင်။ဖုန်းတွေကွန်ပျူတာတွေအဲ့လိုစစ်စင်ရေးတေချာစနစ်ကျနေကိုလိန်စားနေတာပေါ့နော်။ဒီတော့ဒီလောက်ထိအောင်မှစနစ်ကျလုတ်တယ်ဆိုမှတော့ ကမ္ဘာမှာရှိရဲကမ္ဘာသူကမ္ဘာသားတွေမြန်မာနိုင်ငံသားတွေတရုတ်နိုင်ငံသားတွေအလိန်ခံရတာမထူးဆန်းတော့ဘူးလို့ပြောရမလို့ဖြစ်နေရဲ့ရှင်။လိန်နဲ့သွားပို့ပြီးပြန်ကောင်းနေရဲပို့ပြီးတော့စပွန်ဆာကောင်းနေရဲဆိုတဲ့ပုံစံဖြစ်နေတာဆိုတော့လေ။မနေ့ကဆိုရင်ဒီသတင်းနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်အပြေအဝါထုတ်ပြန်ထားပါတယ်။ဒီထုတ်ပြန်ချက်လေးတွေကနေပြီးတော့မိဘပြည်သူတို့သိသိနာလေးလည်းကျွန်မအနေနဲ့ပြောပြပေးပါမယ်ရှင်။ဒီလိုမျိုးစီးနှင်းမှုလုပ်ပြီးတော့ဖန်စီပြီးရဲ့အခါမှာဆိုရင်မြောက်လီဒေတာမှာရှိနေတဲ့အကြောင်းပြန်ကိုင်းတွေကိုဖန်စီထိန်ထိန်စီးနှင်းပြီးပြီးဆိုတဲ့အကြောင်းလေးကိုကျောင်းဆောင်မင်းထွန်းအနေပြီးတော့လေပြောကြားထားတာလေးရှိပါရဲ့ရှင်။ အဓိကအားလေကျွန်တော်တို့ပိတ်ဆို့ဖန်းစီလျက်ရှိတဲ့နေမြေတွေပေါ့နော်နေမြေ၃ခုရှိပါတယ်တဲ့နံပါတ်၁ကတော့ KK ပတ်နေမြေဖြစ်တယ်နံပါတ်၂ကတော့အွှေကုတ်ကူနေမြေနဲ့နံပါတ်၃ကတော့ကြောက်ခတ်နေမြေဖြစ်ပါတယ် KK ပတ်နေမြေကတော့အားလုံးသိရတိုင်းပဲပေါ့နော်မြောက်လူမျိုးရဲ့တောင်ဘက်မှာရှိပါတယ်ရွှေကုတ်ကူနေမြေကတော့မြောက်လူမျိုးရဲ့မြောက်ဘက်မှာရှိတယ်ကြောက်ခတ်ဒေသကတော့တောင်ဘက်အစွန်ပိုင်းမှာရှိပါရှင့်ပြောရမယ်ဆိုရင် KK ဘတ်နေမြေနဲ့ပတ်သက်ပြီးတော့ဘသူတွေစာချုပ်ချုပ်ထားခဲ့လဲဆိုတော့ကျမတို့ပထမသတင်းတွေမှာလည်းတင်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ KNU ကအဓိကပါဝင်ပတ်သက်နေတာပေါ့နော်။ ကဲညီမဆိုရင်ဒီနေ့ညီမအုပ်ဆိုးထားတယ်ညီတွေငှားစားတယ်ပြီးတော့ဒီလာပြီးတော့လုတ်တဲ့ကြားဖြန့်အဖွဲအတွက်ကိုလုံခြုံရေးလုပ်ပေးတယ်ဒီတော့ကိုတို့ရရှိရငွေကြေးတွေအများကြီးပဲရှင့်အဲ့လိုရရှိရငွေကြေးတွေအသုံးပြုပြီးတော့ဤအောင်စွာနေခွဲထွက်ဖို့အတွက်ကိုစစ်တိုက်ကြရရှင့်ပြောရမယ်ဆိုရင်ဒီသူတို့ရဲ့အဓိကဝင်ငွေရလဲဒီလိုမျိုးကြားဖြန့်လုပ်ငန်းတွေတရားမဝင်စေဝါရောင်းဝယ်မှုတွေအရပဲရရှိရဲဆိုတာကနိုင်ငံတော်မှာတက်တည်ရှိထားပြီးသားပါသူတို့ကလာဝင်မခံကြတာပါရှင့်နိုင်ငံတကာတွေသိပြီးသားဖြစ်ပါတယ်အကြောက်ခုဆိုရင်နိုင်ငံတော်ကနေပြီးတော့တက်မလို့ ਨੇ ရဲတပ်ဖွဲ့ဝင်နဲ့ BGF ဖွဲ့နဲ့ပူးပေါင်းပြီးတော့ကြားဖြတ်နေဝင်ရောက်ပြီးတော့စီးနှင်းခဲ့တာဖြစ်ပါတယ်။ဒီဇယ်လိုင်းတစ်ခုကိုလုံးပေါ့နော်ကျွန်တော်တို့ကပုံပေါ်အောင်ပြောပြရမယ်ဆိုရင်တော့ဖြစ်စဉ်တွေကရိုးတော့ရိုးရှင်းပါတယ်ရှင့်မြန်မာနိုင်ငံမှာလက်နက်ကင်လာတဲ့အဖွဲ့တွေအရဆိုရင်အားလုံးကစိတ်ကူးရင်အိမ်မက်ကိုစီးနေလေနိုင်ငံတစ်ခုထိထောင်မယ်ဆိုတဲ့စိတ်ကူးရင်အိမ်မက်ကိုစီးနေအဲ့ဒီအိမ်မက်ပြေဝဖို့အတွက်ကိုသူတို့ကတရားဝင်အဖွဲ့စည်းမဟုတ်တဲ့အခါကျတော့နိုင်ငံတော်ဘတ်ဂျက်ကသူတို့စီအသုံးပြုလို့မရဘူးပေါ့နော်သူတို့နယ်မြေမှာတော့သူတို့စက်ကြီးကောက်တာရှိတယ်ဒါပေမဲ့အဲ့ဒီပတ်စံတွေကလုံလောက်ချင်းမရှိတဲ့အတွက် တို့ဟာဆိုရင်တရားမဝင်လမ်းကြောင်းတွေပဲပတ်စံရှာကြတာကတရားမဝင်လမ်းကြောင်းတွေပတ်စံအများကြီးရတာကဒီလိုကြားဖြန့်နေတရားမဝင်ဈေးဝါးရောင်းဝယ်တဲ့ကိစ္စတွေပဲရှိရယ်ဘိန်းဆိုင်တာတွေပါပဲပေါ့နော်အဲ့လိုမျိုးခြေနေပေါ့ရှင်အဲဒီဝင်ရတဲ့အခါမှာတိုင်းပြည်ကိုစင်းမီမွေတယ်အဲ့လေနက်ကင်လေးခေါင်းဆောင်တွေရဲ့တာသမီကြီးကြီးလိုက်တော့နိုင်ငံเจ้าမှာကြောင်းထားကြတယ်သူတို့မိသားစုကြောင်းနိုင်ငံเจ้าမှာအေးဆေးနေရပြီးတော့သူတို့ကကြတော့သူတို့ကိုယ်တိုင်လည်းမြန်မာနိုင်ငံမှာနေတာမဟုတ်ဘူးเนาะထိုင်းနိုင်ငံဘက်မှာသွားနေနေရဖုန်းနံပါတ်တရားစာထိုင်းနိုင်ငံဖုန်းနံပါတ်နဲ့ပြီးတော့မြန်မာနိုင်ငံကိုစစ်တိုက်တယ်ဘယ်လောက်ထိအောင်မှ ရုပ်မှာရက်ဆက်တဲ့သူတွေလဲဆိုတာမိဘပြည်များစဉ်းစားကြည့်ပေါ့နော်ဒီကြားဖြတ်နေပါလေဆိုတာဒီကနေပြီးတော့ပဲစီးစင်လာတဲ့အရာတွေပဲသူတို့ပဲသွားပြီးတော့ဒီလိုလူလိမ်နေနဲ့သွားပတ်သက်လာတာကိုယ်နိုင်ငံနဲ့ဆွဲသွင်းလာတာကိုယ်နိုင်ငံနဲ့ဇက်တီတောင်လုံခြုံရေးတရားမလုံနိုင်တဲ့အခြေအနေတခုမှာသူတို့အခွင့်အရေးယူပြီးတော့ဒီကနေပတ်စံနေတည့်ယူနေတာပြောရမဆို Starlink ကြောင့်ဒီအရာတွေကိုခြေရာခံမိသွားပါတော့ Starlink ကိုဒီကြားဖြတ်မှာအသုံးပြုနေရဲဆိုရင်အမေရိကန်နိုင်ငံသိရှိသွားပြီးရဲ့နောက်မှာဒီလိုမျိုးနှိမ်နေရတဲ့ကိစ္စဖြစ်လာခဲ့တာပါပြောရမဆိုကြားဖြတ်နေတဲ့နေရာမှာအကျိုးစားဆုံးအလုံးဆောင်ဆုံးကကျွန်မမြန်မာနိုင်ငံလို့ပြောလို့ရတယ် တိတိကျကျစူးစမ်းပြီးလုံဆောင်ပေးရရှင်အခြားနိုင်ငံတွေကဒါဟောတော့မှသူတို့ကစကားရဲပေါ့နော်ဒီသတင်းနဲ့ထည့်ပြောလိုက်လို့ရှင်ကြားဖြတ်လောက်တာမြန်မာနိုင်ငံသားတွေလို့လို့ပါလို့လို့ねတကယ်သူတို့နိုင်ငံသားတွေလည်းလုံနေကြတာကျမမြန်မာနိုင်ငံသူတွေကဒါအလုပ်မကင်မရှိရတချို့သူတွေတချို့ကြောင့်လည်းနိုင်ငံတိုင်းမှာခိုးဆိုးတဲ့လူမိုက်တွေလူဆိုးတွေဆိုတာရှိရပဲအဲ့လူတွေကသွားပြီးကြားဖြတ်မှတော့ပေါင်းကြတယ်ဒီလိုအခြေအနေကိုမသိကျွန်မတို့နိုင်ငံလောကပဲကြားချက်နေလှုပ်ရှားနေလို့ပုံစံမျိုးပြောဆိုနေတာကတော့ကမ္ဘာသတင်းစာမျက်နှာတွေထားမှာကျွန်မတို့မီဒီယာအရေးမှာနည်းနည်းအရေးနှိပ်တဲ့သဘောလေးရှိရပါတော့ ပြောင်မိပါပြည်သူများအနေနဲ့ကလည်းဒီလိုသတင်းလေးတွေ့ရဆိုငါတို့မြန်မာနိုင်ငံသားတွေဒီလိုမလုပ်ဘူးနင်တို့တွေကလာလုပ်တာငါတို့နိုင်ငံကတရားဝင်လက်နက်ကဖွဲ့စည်းနေနင်တို့လူမျိုးတွေပဲလာပတ်သက်ပြီးတော့ဒီလိုလုပ်ငန်းတွေလာလုပ်နေရဲဆိုတော့တက်နိုင်ဆုံးဝိုင်းဝန်းပြီးတော့ရှင်းပြပေးကြဖို့အတွက်လည်းတိုက်တွန်းချင်ပါတယ်အားလုံးကလူမှုကွယ်အသုံးပြုနေကြတာပဲလေလူမှုကွယ်အသုံးပြုတဲ့အခါမှာကျမတို့ကအားလုံးကပြောရေးဆိုခွင့်ရှိရတဲ့တွေပဲကိုယ့်နိုင်ငံအတွက်ကိုကိုယ်ဝန်ရောက်ပြီးတော့ပြောဆိုရမယ်ရှင့်မြန်မာနိုင်ငံသားတွေတော်များလူမှုကွယ်အကောင့်ရှိလို့ရှင်မြန်မာနိုင်ငံဘယ်လိုမကောင်းကြောင်းမြန်မာနိုင်ငံဘယ်လိုမျိုးမဟုတ်တမ်းတရားလုပ်ကြောင်းဆိုတဲ့ကိုယ့်နိုင်ငံဖြစ်စီရဖြစ်စီကြောင်းစကားတွေလည်းပြောကြတာ သူ့နိုင်ငံအကျိုးစီးပွားရှိဖို့အတွက်စစ်စစ်လုံးနဲ့ပြန်လည်ပြီးသူများနိုင်ငံကိုဆွဆွဲလာတာတိုက်ခိုက်ဖို့ကြတော့ဝင်လေးကြရဲ့ရှင်ဒီလောက်တွေကျွန်တော်တို့သတင်းသမားတွေကတော့လောက်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တယောက်တည်းလောက်တာထက်အားလုံးကဝိုင်းဝန်းပြီးတော့ကိုယ်နိုင်ငံကကာကွယ်မယ်ဆိုတော့ကိုကောင်းတာပေါ့ရှင်ဒါလေးကျွန်တော်ပြောချင်တာပါရှင်အခုလိုကြားဖြစ်နေနေရေကိုနိုင်ငံတော်ကတရားလေးလှုပ်ဆောင်နေတဲ့အချိန်မှာမိဘပြည်သူများလည်းပူးပေါင်းကြပါကျွန်တော်နိုင်ငံဆွဆွဲလာတဲ့သတင်းတွေရှိရဲဆိုရင်အားလုံးဝိုင်းဝန်းပြီးတော့တိုက်ဖြတ်ကြပါကျွန်တော်မီဒီယာတွေကလည်းစူးစမ်းပြီးတော့တိုက်ဖြတ်ပါမယ်ကျွန်တော်တို့ဒီလိုမျိုးမဟုတ်တမ်းတရားဆွဆွဲခံရတဲ့ဘဝကြီးမှာကြကြနေလို့မရပါဘူးရှင်ကျွန်တော်နိုင်ငံအတွက် စိုးကျိုးတွေဖြစ်လာနိုင်ပါတယ်အဲ့တော့ကျမတို့အားလုံးကစီယုံစွာနဲ့ကိုယ်နိုင်ငံဆွဆွဲလာမြောင်ဖြေရှင်းရမယ်နိုင်ငံတော်ကလည်းတကယ်ကိုကြားဖြန့်ကိုနှိမ်နေရည်လို့ရင်ဆိုအားလုံးမျက်မြင်ကိုတွေ့ပါပဲမနေ့ကဆိုရင်အဆောက်အုံတွေပါတခါလဲဖြိုချပစ်တာရှင်တခါလဲအဆနာပြအကုန်လုံးပစ်တာဒီလိုမျိုးနှိမ်နှင်းပေးရဆိုတဲ့အခြေအနေတခုမှာကျမတို့ကမှန်ကြားဘက်ကိုရက်တည်ရဲ့မြန်မာနိုင်ငံသားတွေမြန်မာတက်လို့မြန်မာရဲတက်ခွဲအဲ့လိုဖြစ်သွားပြီရှင်ဒီလိုအခြေအနေကိုကျမတို့ပေါ့လို့အောင်ပြောဆိုရမယ် ခါကျရင်တသက်ပြတ်ချက်တည်းဆိုတာလူဝဲလေးကိုကလူဝဲလုတ်ပြီးစကားမပြောတတ်လည်းမရအောင်ရှင်ကိုကလုတ်တဲ့အကြောင်းလည်းပြောပြသေးရဲ့ကဘာကြီးကိုအဲ့တော့မှကဘာကြီးကကျမတို့အသိမှတ်ပြုမှာဒါဒီပိုင်းလေးကိုကျမတို့လုံးဆောင်အောင်မယ်တက်မလို့လည်းစူးစမ်းနေရဲ့ကျမတို့အားလုံးလည်းစူးစမ်းရမယ်ကျမတို့မြန်မာနိုင်ငံဂုံတိတ်ခါကိုဆယ်ယူရမယ်ရှင်ကျမတို့ဂုံတိတ်ခါကြာဆင်းနေရကြပြီအဲ့ဒီပြည်ပြတ်တွေကြောင့်ကြာဆင်းနေတာတော့ပြည်ပြတ်တွေလည်းနှင်းနေရမယ်ကျမတို့နိုင်ငံဂုံတိတ်ခါကိုလည်းပြန်လဲပြီးတော့ကယ်တင်ရမယ်ရှင်ဒီမှာကျမတို့နိုင်ငံတိုးတက်ဖို့အတွက်ကိုလမ်းကြောင်းလေးပွင့်လာမှဖြစ်တယ်ကျမတို့အားလုံးတနိုင်ငံထဲမှာနေကြတာပဲရှင် တန်းပြီကောင်းစားတဲ့အခါကျွန်တော်တို့အားလုံးကောင်းစားမှာပေါ့ရှင့်ဒီချက်လေးပဲရှင်းနေမှာမှတ်ထားပြီးတော့ကြားဖြတ်နေနေရေးကိုကျွန်တော်တို့စူးစမ်းလုပ်ဆောင်ရမယ်ကျွန်တော်နိုင်ငံအတွက်ကိုကြားဖြတ်အရေးဆိုးကြီးပေါ့နော်အုံမိုးနေခြင်းမရှိအောင်ကျွန်တော်တို့ပြည်သူအားလုံးတယောက်ချင်းစီရတရင်ချက်လက်အမှန်နေနဲ့ပြန်လဲတိုက်ထုတ်ရမယ်ဆိုတဲ့အကြောင်းလေးကိုဒါကျွန်မတရင်လေးတွေကနေပြီးတော့မိဘပြည်သူများအားလုံးစီကိုပန်ကြားလိုက်ပြရစီရှင့် တတိယမြနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်တယ်ထွဲ။ကြိုင်းနေတတ်တယ်ဆိုရင် like နဲ့ subscribe လေးနှိပ်ထားပြီး share တဲ့မြန်မာမှာတတိယမြနေ့စဉ်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။